အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံရဲ့လမ်းတွေပေါ်မှာတေရှားတတိထားပြီးတော့ကြည်လိုက်ရင် ကားဟောင်းကားစုပ်တွေကများပြားလာပါတယ်ကားအစ်စ်တွေဆိုတာတရုတ် EV ကားတွေကလွယ်လို့ဂျန်နဲ့ brand တွေကိုအိမ်မက်ထဲထည့်မှတ်ရတော့မယ်ဆိုရင်ကျွန်တော်ပြောတာလွန်နေမလားလူနည်းစုလောက်ကတော့ကျွန်တော်ရဲ့ဒီအပြောကိုဟားတိုက်လို့နေကောင်းနေနိုင်ပါတယ်ဒါပေမဲ့ဒါဟာမြန်မာနိုင်ငံအတွက်လက်ရှိအမှန်တရားပါပဲ ကိုမပိုင်တဲ့ဂျပန်ကားစုပ်လေးကိုတသသလှုပ်ရင်စီးလာလိုက်တာနှစ်ပေါင်းဘလောက်ရှိနေပြီလဲနောက်ထပ်ကားတစီးပြောင်းမယ်ဆိုရင်ဒီဂျပန်ကားဟောင်းတွေကပဲမော်ဒယ်မျက်နှာလေးတွေကိုရွေးပြီးရောကိုအတိုင်းတာနဲ့တင့်လော်တာပဲပြန်ဝယ်လိုက်ရတယ်မဟုတ်လားဒီတန်တရာကဘယ်တော့မှလွတ်မလဲလို့တွေးကြည့်ဖူးပါသလား JFK ရဲ့စစ်တမ်းတွေရမြန်မာနိုင်ငံရဲ့ကားပိုင်ရှင်68ရာခိုင်နှုန်းလောက်ကကားဟောင်းတွေကိုဝယ်ယူအသုံးပြုသူတွေဖြစ်ပြီးတော့အဲ့ဒီထဲက65ရာခိုင်နှုန်းကျော်ကဂျပန်ကားတွေဖြစ်ပါတယ်အမှန်တရားကကားပါတယ် ပန်ကားဟောင်းတွေရဲ့တမိုင်းကြောင်းကိုပြန်ကြည့်လိုက်ရင်2012ခုနှစ်မတိုင်ခင်ကပိတ်ဆို့မှုတွေကြောင်းဂျပန်ကားဟောင်းတွေပဲအုံပြုလာရတယ်ပြီးတော့အဲ့ဒီနောက်ပိုင်းမှာတော့ကားသစ်တွေတွင်းဖို့အခွင့်အရေးတွေရရှိလာပါတယ်။စီးပွားရေးတွေလည်းကောင်းစားပြုလာတာနဲ့အလဲအလက်တန်းစားတွေတောင်မှကားသစ်တွေအုံပြုလာနိုင်ကြတာတသက်သေပါပဲ ဒီတော်တွေမှာ Honda, Toyota, Nissan, Suzuki တို့လိုဂျပန်ကားတွေတင်မဟုတ်ပဲね KIA Chevrolet, Ford နဲ့တခြားဥရောပကုမ္ပဏီတွေရပါအပြိုင်အဆိုင်ဝင်လာကြတာပါဒါပေမဲ့ဒီဘက်ခေတ်2020ကနေစလို့ဥစိုက်လာလိုက်တာအခုဆိုရင်ဥရောပကားတွေကိုအိမ်ထဲမှာအချိုအချိုရပ်တန့်ထားကြပြီးတော့ဂျပန်ကားဟောင်းတွေစီကိုပြန်လှည့်လာရတာပါပဲမလှည့်လို့လည်းမရဘူး ပြင်ဆင်စရိတ်ကဂါဟောင်းတစည်းစာလောက်ဖြစ်နေတော့ရွေးချယ်စရာမရှိပါဘူးဒီဂျပန်ကားတွေရဲ့တက်တန်းကလည်းအခုခေတ်လူငယ်တွေကအဖိုးခေါ်အားလောက်အောင်ပဲသူများတကနှစ်ပေါင်း20ကျော်လောက်စီးပြီးသားအအိုအဟောင်းအဆွေးလေးတွေကိုလက်ပူတိုက်ရွေးနေလေးဖြောပြီးရောတုံးကြရပါတယ်ဒီကားအိုကြီးတွေဒါအသက်ရှိလို့ရှင် ထောက်အောင်ပါလိမ့်မယ်ငါတို့ကိုလားပင်စင်ပေးပါတော့ငါမှဒီအတိုင်း original ဆိုလို့ရွေးဆောင်နေတဲ့တန်ဖရိန်ကြီးပဲကြံပါတော့တယ်လို့ပြောမှမဟုတ်ရပါဘူး ဒီလိုကိစ္စတွေကိုအိမ်နီးချင်းထိုင်းနိုင်ငံနဲ့နှိုင်းရှင်ကြည့်လိုက်ရင် မျက်ရည်တောက်တောက်ကျရပါတယ်။ထိုင်းမှာယင်အိုယင်ဟောင်းတွေဆိုတာမရှိဘူးမဟုတ်ရှိပါတယ်။ ဒါပေမဲ့လမ်းတွေပုံမှာအများအပြင်မင်းမှုနေတာကဒီဆယ်စုနှစ်တခုတွင်းကကားတွေရဲ့နောက်ဆုံး latest model ကားတွေရဲ့ EV ကားမျိုးစုံတွေကိုငေးမောအားကျစေရပါပဲ။ဒါတော့မှစင်ကာပူတို့တရုတ်တို့ထက်မပြောသေးပါဘူး။ထိုင်းနိုင်ငံရဲ့လौခလာစာကအခုအချိန်မှာမြန်မာပြည်ထက်ပိုကောင်းစီးပွားရေးပိုကောင်းပေမဲ့ကားစီးရတော့မြန်မာပြည်ထက်များစွာတက်တာပါတယ်။ဒီတော့အချိန်တန်ရင်ကားအိုကားဟောင်းတွေကစနစ်ထဲမှာသူ့အလိုလိုပျောက်သွားတာပါပဲ။ ကားအသစ်ဂျက်ချိုတစီးမှာအခုမြန်မာငွေပေါက်ဈေးနဲ့ဆိုရင်3800ဝန်းကျင်လောက်ပဲရှိပါတယ်ကားဟောင်း220ကားရိဆိုလို့ရှိရင်မြန်မာကျပ်ငွေ3100တောင်မပြည့်ပြန်ပါဘူးဒီတော့အခြေခံလက်လုံလက်စားတွေကအစကားဝယ်စီးနိုင်ပါတယ် တနိုင်တပိုင်လုပ်ငန်းလေးတွေကိုကားလေးတွေပေါ်တင်ပြီးတော့မြို့ရွာအနှက်ရွေလျားလုတ်ကင်စားတောင်းနေကြတာအားကျစရာပါလမ်းတွေကလည်းခေါင်းလို့တနစ်မှတစ်ကြိမ်လောက်သာ service center မှာသွားပြစရာလိုအပ်ပါတယ်။ဘာကြောင့်အခုလိုတွေ꽌ပြားချားနေတာလဲ။အုတ်ချုပ်ရေးစီးပွားရေးစနစ်မကောင်းတာငွေကြေးဖောင်းပွားတာမတန်မာမှုတွေများတာပွင့်လင်းမြင်တာမှုမရှိဘဲနဲ့ကိုရိုးရသမားတွေများနေတာကအတိအကျတည်းခံပါပဲ။ သူများနိုင်ငံတွေက EV EV နဲ့စီမံကိန်းကြီးတွေလုပ်ပြီးတော့ပြောင်းလဲနေချိန်မှာမြန်မာပြည်မှာတော့ EV အိမ်မက်ကဂျင်ထိတ်သေးဖို့ဇက်လန်းတွေကြီးနေရလို့ပဲရင်တက်လက်လက်ဖြစ်လို့နေပါတယ်။ခေါင်းစဉ်ကိုပြန်ကောက်ရရင်တော့ကားအစ်စ်သွင်းခင်လည်းမရှိ။ရှိတော့လေအစ်စ်ဈေးကခေါင်ခိုက်ဆိုတော့အခုမြန်မာပြည်ကဝင်ဝင်နေဆိုရင်အထက်တန်းဟိုမှာထိတ်ဆုံးပိုင်းကလူနည်းစုပဲစဉ်းစားနိုင်မှာပါ။ဒီလိုလူတန်းစားတွေနဲ့ဒီဗီဒီယိုကတော့လာလာမှသက်ဆိုင်ခြင်းမရှိသလိုသူတို့လည်းစိတ်ဝင်စားမယ်မထင်ပါဘူး။ ကားတစီးကိုချက်ကလေးငှက်ကလေးလိုဝယ်နိုင်တဲ့လူတွေကိုစကားလုံးလိုထည့်ပြောဖို့မသင့်လို့ပါဘူး။ဒီတော့မြန်မာနိုင်ငံမှာဂျပန်ကားဟောင်းဝယ်စီရင်ဘယ်တော့မှမချုံးပါဘူး။လူချင်းမင်းတို့အနေနဲ့10နှစ်ကျော်ခိုင်စားပြီးပြန်ရောက်လဲအချုံးမရှိလို့တခြားနိုင်ငံတွေကအံ့ဩမဲ့သက်ပါတယ်။တရုတ် EV တွေဝယ်စီရင်တော့မြတ်ဖို့မသိကြပါဘူး။နောက်တစ်ခုကဂျပန်ကားဟောင်းတွေရဲ့ဈေးနဲ့ EV ကားတွေရဲ့ဈေးကအဆမတန်ကွာခြားနေပြန်ပါတယ် ဂျပန်ကားတွေကနှစ်ပေါင်းများစွာကြာချိန်ကအောင်ထုတ်လုပ်ထားကြပြီးရောအမှန်တကယ်လည်းအလုတ်ဖြစ်နေတာပြောဖို့တော့လူမမထင်ပါဘူး။စံချိန်စံညောပိုင်းတွေအရာတိကျတိကျတဲ့ဂျပန်ရဲ့နီးစနစ်ဟာယနေ့ထက်တိုင်ကဘာစံထားအလောက်အောင်ပါပဲ။အဓိကအချက်တစ်ခုကတော့ကားပြင်ဆင်ရတာလွယ်ကူနေရပါ။နှစ်ပေါင်းများစွာအထိုင်ကျလာတဲ့မြန်မာပြည်မှာဂျပန်ကားဟောင်းတွေကို ပြင်ဆင်တတ်တဲ့ဆရာသမားတွေပေါများနေပါတယ်။ ဂျပန်ကားပုံပစ္စည်းရောင်းချတဲ့ဆိုင်တွေကလည်းနေရာအနှံ့ရှိနေပြီးတော့တနိုင်တစ်ပိုင်နဲ့အချို့လွယ်ကူတဲ့အစိပ်ပိုင်းတွေကိုတောင် ထုတ်လုပ်နေပြန်ပါပြီအစိပ်ပိုင်းတွေကလည်းခြာရဖွေရလွယ်ကူရောဈေးလေတက်တာဆိုတော့ကားပိုင်ရှင်တွေကို စိတ်သက်သာရာရစီလို့မြန်မာနိုင်ငံသားကားပိုင်ရှင်တွေအတွက်ဂျပန်ကားဟောင်းတွေရှိနေတာမဟာကံကောင်းမှုကြီးပဲလို့ဆိုရမှာပါ EV ကားပိုင်ရှင်တယောက်အတွက်တော့ဒီအချက်တွေကစန့်ကျင်ဘက်အိမ်မက်ဆိုးကြီးပါပဲ EV ကားတစ်စီးပြင်ဖို့ဆိုရင်တက်ဆိုင်ရာတည်တဲ့နည်းပညာ software နဲ့စက်ကရီယာတွေလိုအပ်ပြီးတော့ပြင်ဆင်နိုင်သူတွေအများနည်းနေပါတယ် ပြီးလို့ရှိရင်အာသွင်းဖို့လိုအပ်တဲ့လက်စစ်မီလိုအပ်ချက်ကလည်းရှိပြန်ပါတယ်ဘက်ထရီဆိုလို့ရှိရင်လည်းမိမိနိုင်ငံမှာထုတ်လုပ်နိုင်ဖို့ဝေးလို့တရုတ်နိုင်ငံကပဲမိကိုနေရခြင်းကမြန်မာနိုင်ငံသားတွေရဲ့အခြိုက်ကိုဒါထက်ထက်နဲ့ထိုးလိုက်တာမှတက်တာအောင်မယ်လို့ဆိုရမှာပါနိုင်ငံရဲ့စီးပွားရေးကနေလာညလာမတိကြအုပ်ချုပ်ရေးကတည်ငြိမ်မှုမရှိ ငတိမာရင်ပြီးရောဆိုတဲ့လူတွေကများဒီလိုအနေထားမှာ EB ကဝယ်စည်းရသူဟာမိရေးဆေခါနာမက အခါခါနားနိုင်ပါတယ်ပိုက်ဆံရှိလို့ဝယ်ပြီးရောပြစ်ထားနိုင်ရင်တော့ပါရေးလေဒီညေပေါ်နေဒီလေဒီကိုတောက်လို့လူဖြစ်လာရခြင်းအတူတူအခုအချိန်မှာမြန်မာလူမျိုးဖြစ်လာတာစမ်းကြင်မှုတမျိုးပါပဲနောက်တစ်ခုပြောရရင်တော့မြန်မာပြည်ရဲ့လမ်းပန်းဆက်သွယ်ရေးအနေထားနဲ့ကားအသစ်စီးဖို့တွန်းဆုံနေကြမယ်ထင်ပါတယ် ရန်ကုန်လိုအထင်ကြီးရမြို့ကြီးတွေမှာတော့အဓိကလမ်းမကြီးရလွဲလို့ပုံမှန်လမ်းတွေမှာကားစီးနေရတာလှဲစီးနေရတာဆိုတာကိုမသေးခွဲလောက်အောင်ပျက်စီးနေပြီးတော့တခြားနေရာတွေမှာစိုးဖွယ်ရရှိမှမထင်ပါဘူး။လမ်းကျန်းနဲ့ခက်ပြော့ပြော့တရုတ် EV တွေနဲ့ကတော့ကားပိုင်ရှင်တွေခྱི་တခါသွားပြီးရင်ဖျားတယူနေရတယ်ဆိုရင်မယုံနိုင်စရာမဟုတ်တော့ပါဘူး။တီတော့ကြမ်းကျင်ကြမ်းရမ်းကျင်ရမ်းဒီဂျပန်ကားတွေရပဲနောက်ဆုံးတော့ဥဆောင်သွားတာပါပဲ။အနည်းချုပ်ရရင်တော့ဒီနှစ်20ကျော်တဲ့ဂျပန် ်ကားဟောင်းတွေကတကယ်ကိုအသုံးပြုဖို့တင်းလို့ခြင်းမရှိတော့ပါဘူး။ဒါပေမဲ့လည်းနိုင်ငံရဲ့စီးပွားရေးလူမှုရေးအခြေအနေကမပြစ်မနေလိုအပ်နေသေးပဲဆိုတော့တော့ယုံမားတန်တရားမရှိတော့ပါဘူး။ပြစ်နိုင်ရင်လူတိုင်းကတစ်လွင်တောက်ပါတဲ့ကားတစ်လီတွေကိုစီးကျင်ကြမှာပါ။ ဘာလုပ်ကြမလဲဂျပန်ကားတွေကိုဖျက်သိမ်းဖို့လိုအပ်ပါတယ်ဒီဂျပန်ကားတွေကလောလောဆယ်မြန်မာပြည်ကလမ်းတွေပေါ်မှာ65ရာခိုင်နှုန်းလောက်မင်းမှုထားတာဖြစ်လို့အတုံးပြုသူတွေအဆင်ပြေအောင်ဘယ်လိုအစားထိုးပေးမလဲဆိုတဲ့အတွေ့အာလက်ရှိအခြေအနေမှာစဉ်းစားရမယ့်အဓိကတော့ချက်ပါဖျက်သိမ်းရဲဆိုတဲ့အမိန့်တစ်ခုဟာလွယ်ကူပေမဲ့နောက်ကွယ်ဟာလူမှုဘဝတွေမှာအဆင်ပြေစေဖို့ဘယ်လိုအစားထိုးပေးမလဲဆိုတဲ့အတွေ့အာချုပ်ထွေးပါတယ်ဘာကားတွေနဲ့အစားထိုးမလဲ EV ကားနဲ့လား Hybrid နဲ့လား ပြေးကြီးပြီနဲ့လား EV ကားတွေကို20ကားတွေနဲ့လဲပြီးမှလားဘယ်သူကပိုက်ဆံစိုက်ပြီးမှလဲအုတ်ချုပ်သူတွေရလား EV ကတနိုင်ငံလုံးသွားလို့ရရလားမီးမှန်ပြီလားလမ်းကောင်းနေပြီလားဒီလမ်းကောင်းနေပြီလားဆိုတဲ့မေးခွန်းဟာစိတ်ပျက်စရာအကောင်းဆုံးပါပဲ2020နောက်ပိုင်းမှာလှဲသွားလန်းလို့ဖြစ်လာတဲ့အ мян လမ်းမကြီးကိုကြည့်ပြီးတော့စွန့်အားမိပြန်ပါတယ်သူများနိုင်ငံတွေလည်းဒီလိုပဲဖျက်ကျော်ခဲ့ကြလို့နီးလမ်းကောင်းတွေရှိမှကျင်းသေးပါတယ် အပေါ်ယံမဟုတ်တဲ့လူနဲ့မူတာတသက်မှတ်သေးဖြစ်သွားရင်ဘာမဆိုဖြစ်နိုင်တယ်လို့ကျွန်တော်တို့ယူဆပါတယ်လူကြီးမင်းတို့အားလုံးပဲစဉ်းစားကြည့်ပါမလွဲကူတာလားမလွဲကူအောင်လှုပ်ထားတာလားဘယ်လိုဖောက်ထွက်ကြမလဲဆိုတာကိုအားလုံးဝိုင်းဝန်းအကြံလေးတွေပေးစေချင်ပါတယ်မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေ